AI ဆိုတာအခုခေတ်မှာတော်တော်လေးစွန့်လာပြီလို့ပြောကြတယ်နော်။ဒါပေမဲ့တကယ်တမ်းမှာသူ့ကိုမမြင်ရတဲ့အကန့်အသတ်ကြီးတစ်ခုနဲ့ခြိထားတယ်လို့ဖြစ်နေတုံးပဲ။အဲ့ဒါကဘာလဲ။အဲဒီကြိုးကိုဘလို့ဖြီးမလဲဆိုတာကိုဒီနေ့ကျွန်တော်တို့အတူတူ လေ့လာကြည့်ကြရအောင်။အေးဒါကတကယ်ကိုစဉ်းစားစရာမေးခွန်းပဲဗျာ။ AI တွေကစဉ်းစားတတ်တယ်၊စာရေးတတ်တယ်၊စကားပြောတတ်တယ်။ဒါမဲ့အဲ့ဒီအတွေ့အကြုံကိုလက်တွေ့အလုပ်ဖြစ်အောင်လုပ်ပေးမယ်လက်တွေရောတကယ်ရှိလို့လား။ ဒီကိစ္စကိုရှင်းရှင်းလင်းလင်းမြင်တွားအောင်ဥပမာတစ်ခုပေးရရင်ဖန်ပလင်းထက်ကဥနှုတ်လို့ပြောလို့ရတယ် LLM တွေကလေအရာရာဘူးတိတယ်စဉ်းစားနိုင်တယ်ဒါပေမဲ့သူတို့ကိုထည့်ထားတဲ့အဲ့ဒီဖန်ပလင်းထက်ကနေအပြင်ကိုထွက်ပြီးဘာမှလုပ်လို့မရဘူးတနည်းပြောရင်လက်တီအခြေတွေမပါလာဘူးပေါ့ဗျာကဲဒီမှာကြည့်လိုက်ဒီလူတွေက application တွေကိုဘယ်လိုတုံးလဲ AI ကဘယ်လိုတုံးလဲဆိုတာတော်တော်ကြွားတာကိုတွေ့ရလိမ့်မယ်ကျွန်တော်တို့လူတွေကတော့မင်းရဲ့ခလုံးလေးတွေနေစာလေးတွေဖြည့်ပြီးလိုလေကိုကိုတုံးတာပေါ့ AI တို့ကြတော့အဲ့လိုမဟုတ်ဘူး အရာလုံးကနောက်ကွယ်ကကိုယ်တည် API လို့ခေါ်တဲ့နှိပညာအမေးပေးစနစ်တွေနဲ့အလုပ်လုပ်ရတာဥပမာ AI တစ်ခုက email ပို့ချင်နေဆိုရင်တော့ send cloud ကိုနှိပ်တာမဟုတ်ပဲအဲ့ဒီ app ကိုကိုယ်ရေးပြီးတော့မှခိုင်းလို့ရတာအော်ဒါဆို AI ကို API access ပေးရလဲညပြီးတော့မဟုတ်လားလို့တွေးစရာရှိတယ်อืมတကယ်တော့အဲ့လောက်မရိုးရှင်းဘူးဗျာဘာလို့လဲဆိုတော့ application တစ်ခုစီတဲ့ API ကဘာသာစကားတစ်ခုလိုပဲတစ်ခုနဲ့တစ်ခုတူကိုမတူတာအဲ့တော့တုံးကျင်တဲ့ app တန်းရတော့ code အသေးသေးပြင်ရရတယ်သူရွှေရွှေထွေးတွေလမ်းညွှန်စောက်ကြည့်တော့ဖက်ရတယ်ပြီးတော့လုံချင်းရတော့တော့တွေပါတယ်နဲ့ထပ်ခန့်နေတွေ့ အဓိကအခက်ခဲကတော့ LLM အများစုမှာဒီ code တွေကိုတကယ် run for အတွက်လိုအပ်တဲ့စွမ်းရည်ရောနေရာရောမရှိတာပဲအဲ့ဒီပြဿနာတွေအားလုံးအတွက်အဖြေကတော့ Model Context Protocol MCP ပါပဲဆိုတော့ MCP ဆိုတာက LLM တွေကို tool တွေနဲ့ခြေစပ်ပေးဖို့စံတတ်မှတ်ထားတဲ့နည်းလမ်းတစ်ခုပေါ့ဒါကို AI company ကြီးဖြစ်တဲ့ Anthropic ကစပြီးဖန်တီးခဲ့တာအခုဆိုရင်တော့ဒီနည်းပဲတစ်ခုလုံးကလက်ခံသုံးစွဲနေတဲ့စံနှုန်းတစ်ခုဖြစ်လာပြီဒါကိုအလွယ်ဆုံးနားလည်အောင်ပြောရရင်လေ USB-C နဲ့တူတယ်ဗျဟိုရင်က ဖုန်းကအတွင်းကြိုးရီဆိုအမျိုးမျိုးနဲ့ခေါင်းကိုင်းနေတာလေအခု USB C ကအလုံးတွဲကြိုးတစ်မျိုးတည်းနဲ့အဆင်ပြေသွားစေသလိုပဲ MCB ကလည်း AI နေ2မျိုးစုံနဲ့ချက်ဆက်ရတဲ့ပြက်နာအတွက်အလုံးသုံးလို့ရတဲ့ standard တစ်ခုဖြစ်လာတာပေါ့ကောင်းပြီဒါဆို MCB ကတကယ်တမ်းဘလို့အလုပ်လုပ်တာလဲသူရဲ့အဓိကရှုပ်အချက်ကတော့ MCB server ဆိုတဲ့အရာတစ်ခုပါပဲသူက AI နဲ့ application tool တွေကြာမှာတကယ်ကိုတော်တဲ့စကားပြန်တရားလို့အလုပ်လုပ်ပြီး DMCP server ကလည်းနောက်ကွဲကခေါင်းရှုပ်စရာလုပ်တဲ့အကုန်လုံးကိုဒုတိယထည့်လုပ်ပေးတာရှုပ်ထွေးတဲ့ API code တွေရေးတာလွန်ကျွင်းရေးတော့တွေကင်တွေတာအဲ့ဒါတွေအားလုံးသူကတာဝန်ယူလိုက်တယ်ပြော AI ကိုကြတော့ကဲဒီမှာတူးတခုဒီလောက်ကိုလုံနိုင်တယ်ဆိုပြီးရိုးရိုးရှင်းရှင်းလေးပဲပြပေးလိုက်တာ AI ကဘာမှခေါင်းရှုပ်ခံစရာမလိုတော့ဘူးတနည်းပြန်ပြောရရင်ပေါ့ဗျာ MCP server က AI အတွက်ရိုးရှင်းတဲ့ GUI graphical user interface တခုကိုဖန်တီးပေးလိုက်တာ ਨੇ အတူတူပဲ မမိတယ်မလားအစောကကျွန်တော်တို့ပြောခဲ့တဲ့လူတွေတုံးတဲ့ cloud tree phone တွေလိုမျိုးပေါ့အခု AI ကလည်းအဲ့ဒီလိုပဲရှုပ်ထွေးတဲ့ cloud tree API တွေအကြောင်းဘာမှသိစရာမလိုပဲရိုးရှင်းတဲ့ cloud တစ်ချက်နဲ့တလို့ tool တွေကိုအလွယ်တကူတုံးလို့ရသွားပြီကဲဒီနေ့ပညာကတကယ်တမ်းမှာ proof and all စရာကောင်းတဲ့တကယ်ကိုအစွမ်းထက်တဲ့ရာတွေကိုဖျက်လာစေတယ်ဆိုတာကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့ AI ဟာကိုပိုင်မတ်စု app ဖြစ်တဲ့ Obsidian တဲကိုတိုက်လိုက်ဝင်ပြီးအချက်လက်တွေရှားနိုင်ဖြည့်နိုင်လာတယ် ဒါကသူ့ဦးနောက်ခြေကိုကိုပိုင်ဒေတာတွေနဲ့မိုက်ညံချလိုက်တလို့ပဲဒါမဲ့ကိုပိုင်မဆူတွေနဲ့ပဲတော့ perform လဲနော် MCP 6 AI ဟာ brave dot detect ကိုတုံးပြီး internet ကဘာချီတစ်ခုလုံးကိုဝင်ရောက်ပြီးနောက်ဆုံးပေါ်ချက်လက်တွေကိုအချိန်နဲ့တပြေးညီရှာဖွေနိုင်လာပါပြီအချက်လက်ရှာတာထက်ပိုလုံနိုင်သေးလားလုံနိုင်တာပေါ့ YouTube video တခုကိုကြည့်ခိုင်းပြီးအထက်ကစကားပြောတွေကိုစအဖြစ်ပြောင်းခိုင်းတာအကြောင်းအရာကိုအချင်းချင်းခိုင်းတာတွေအထိလောက်လာနိုင်ပြီး ဒါနဲ့ပဲပြီးပြီလားဆိုတော့မပြီးသေးဘူးလားအားလုံးထဲမှာအံ့ဩစရာအကောင်းဆုံးကတော့ AI ဟာ Kali Linux လို့ကျွမ်းကျင်သူတွေတုံးတဲ့ hacking tool ကိုတောင်းအသုံးပြုပြီး network scanning လိုမျိုးလုံခြုံရေးစစ်ဆေးမှုလေးကြီးလုပ်ဆောင်နိုင်လာတာပဲဒါက AI ကိုစဉ်းစားတတ်တဲ့ဦးနောက်တစ်ခုအဖြစ်ခင်တယ်လက်တွေ့လုပ်ဆောင်နိုင်တဲ့ agent တစ်ယောက်ဖြစ်တကယ်ကိုပြောင်းလဲပြလိုက်တာဒီအပြောင်းလဲကဘလောက်တောင်ကြီးမားလဲဆိုတာကိုဒီမှာကြည့်နိုင်ပါတယ် MCB မပေါ်ခင်က AI အတွက် 2D ဆိုတာလက်ချိုးရေးလို့ရတယ် အခု MCB ဆိုတဲ့တကားကြီးပွင့်သွားတဲ့အခါမှာတော့ AI တိုးနိုင်တဲ့ tool အရေအတွက်ဟာပေါက်ခွဲထွက်သွားတဲ့လုံအစမတန်တိုးလာပြီး tool ecosystem ကြီးတစ်ခုလုံးဖြစ်ပေါ်လာစေခဲ့တယ်။ဒီ longest ကအောက်ဆက်ကောင်းလောက်အောင်ရိုးရှင်းပါတယ်။ AI client ဥပမာ cloud လိုမျိုးပေါ့သူက MCP gateway ဆိုတဲ့ဝင်ပေါက်တစ်ခုတည်းကိုပဲချိတ်ဆက်လိုက်တယ်။အဲ့ဒီ gateway ကို MCP server ကထင်းချုပ်ထားတာပေါ့။ gateway ကနေရန်နဲ့ tool ရဲ့အအောင်ကိုစည်ရင်းနဲ့ပြပေးတယ်။ AI client ကသူ့လိုချင်တဲ့ tool ကိုယူချက်လိုက်တာနဲ့ ဂေတဝေးကနုံးွယ်ကရှုပ်ထွေးခဲ့ချိတ်ဆက်မှုတွေအားလုံးကိုတောင်းဝန်ယူပြီးလုံဆောင်ပေးထားတာပဲသိရှင်းနေတော့ဒါကြောင့်အရိကပြောင်းလဲကဘာဖြစ်သွားလဲဆိုတော့ MCP ဆိုတဲ့ဆန်နှုန်းတစ်ခုရှိလာတဲ့အတွက် developer တန်းကကိုယ့်ရဲ့ app ကို AI အတွက် tool တစ်ခုအဖြစ်အလွယ်တကူပြောင်းလဲနိုင်လာတယ်။အယူဆကတော့ AI ဟာမေးတာဖြစ်တဲ့ chatbot အဆင့်ကနေတကယ့်ကဘာမှာလက်တွေ့အလုပ်တွေလုပ်ဆောင်ပေးနိုင်တဲ့တက်ကြွတဲ့ digital assistant တစ်ယောက်အဖြစ်တစ်ပြည့်အတွင်ပြောင်းလာနေတာပါပဲ။ နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်။ application တိုင်းဟာ AI ရဲ့ tool တစ်ခုထည့်လာနိုင်တဲ့အနာဂတ်မှာဒီ song အားကိုအသုံးပြုပြီးနောက်ထပ်ဘလို့မထင်မှတ်ထားတဲ့တိထွန်မဏီမှုလေးပေါ်ပေါက်လာဦးမလဲ။ဒါကတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့မျှော်လင့်ချက်တစ်ခုပါပဲဗျာ။